မန္တလေးကသရေနန်းတော်ရှိအောင်အင်ကြီးမှနေထိုင်စဉ်ကာလအတွင်းမှာတရင်ချုပ်ကာလကိုရောက်ရှိလာခဲ့ပါတယ်။ဒီကာလဆိုမန္တလေးမြို့ကြီးတဝိုက်မှာဖျားဝဲတွေပျော်ဝဲရှင်ဝဲတွေလိုင်လိုင်ပေါ်တဲ့ကာလပေါ့ဗျာ။မန္တလေးမြို့သူမြို့သားတွေဆိုတော့ဘယ်ကိစ္စကိုဥတီပြီးရောပျော်ပွဲရှင်ပွဲလောက်ရမယ်မမသိရင်တော့ဖျားတဆူရက်ွက်တယ်ပြင့်ပြီးရောရက်ွက်အလိုက် တလက်စီပွဲလန်းသဘင်တွေစရင်ကျင်းပကြရဲဆိုတော့ချစ်စရာကောင်းတယ်တို့ရဲ့ပျော်ရွှင်နှစ်လိုဘုရားစိတ်သဘောထားတွေပါပွဲလန်းသဘင်ပျော်ရွှင်မှုကိုခုံမင်းနှစ်သက်တတ်သောတကယ့်ရှေ့ရိုးရာမြန်မာစိတ်ဓာတ်ကို ပိုင်ဆိုင်ထားသူတွေလည်းဖြစ်ကြတာပေါ့မဲဒလေးမျိုးကြီးမှာပွဲလန်းသဘင်ဘလောက်ပေါ်တယ်လဲဆိုရင်ဖျားပွဲဖုံးကြီးပွဲလူပွဲလန်းသဘင်သာမကပရလောက ပွဲလန်းသဘင်တောင်ရှိသေးဗျာ ကျွန်တော်ဒီသတင်းကိုကြားခါစားကအံ့ဩလုံးလို့ဘာပြောရမှာတော့မသိအောင်ဖြစ်ခဲ့ရပါတယ်။အောချရလောက်အောင် ပွဲလန်းသဖြင့်ကျင်းပတတ်တဲ့တကယ်ရွှေမန္တလာသားတွေပါပဲဗျာ။ကျွန်တော်ဒီရင်ကြီးမှာနေထိုင်နေသတင်းကြိုးလောက်ကိုရောက်ရှိလာပါတယ်။ဝါလာကင်း လုံးသတင်းကြိုးအခါသမယမှာမင်္ဂလိပ်မြို့ကြီးဟာဆိုဖြင့်ရာသီဥတုသားရကြည်လင်နေပြီးတော့လွန်စွာမှနေလို့ထိုင်လို့ကောင်းတဲ့အချိန်အခါပဲဖြစ်ပါတယ်။ ရာသီဥတုအလွန်ပူပြင်းခြင်းမရှိသလိုမိုးရွာလို့လမ်းတွေသွားမရအောင် ရေရှမ်းခြင်းတို့လည်းမရှိတော့တယ်ခြေခင်းလက်ခင်းသာတဲ့အခြေအနေပေါ့ကျွန်တော်ကမန္တလေးမှာဧည့်သည်ဆိုတော့မန္တလေးကတငယ်ချင်းတွေကိုဝန်ထမ်းတွေကို အလုတ်ပိတ်ရတယ်မှာနေရာစုံကိုလိုက်ဖို့ပြေးကြတယ်ဗျကျွန်တော်ကလည်းအပြင်မဲ့ထွက်ချင်နေတဲ့သူဆိုတော့ပိတ်ရတွေဆိုရင်ရှောက်လေရတာနားမလည်ရပါဘူးဗျတရင်မကြုတ်ခင်ရက်မှာပေါ့ အလုတ်တဲကဝန်ထမ်းလေးတယောက်ကအကိုတရင်ကျုံပိတ်ရဲ့ဘဲသွားခြင်းလေတဲ့ကျွန်တော်လဲဘဲသွားလဲရမှာမသိပါဘူးကွာမင်းကုန်းဘက်ကို သွားလိုက်ရင်ကောင်းမလားဆိုတော့လာပြင်းနေကြရင်ဂျာနီကန်သင်းချိုင်မှာကျုပ်ပွဲလွတ်ပွဲရှိရတဲ့အရန်စီကားတယ်သွားခြင်းတော့လိုက်ဖို့ပေးမယ်လို့ပြောတော့ကျွန်တော်ချက်ချင်းပဲစိတ်ဝင်စားသွားပါလေအေးသွားခြင်းနဲ့ကျုပ်ပွဲလွတ်ပွဲဆိုတာဘယ်လိုလဲဆိုတာကိုသိခြင်းနဲ့လေ ဒါနဲ့ပဲကျွပွဲလူပွဲကိုသွားမယ်လို့ဆုံးဖြတ်လိုက်ပါရဲ့စိတ်ထဲကလည်းမြ мян သာသွားကျင်လိုက်တာမှလုံမလေးရောဗျာတရင်ကျူလာလာပညာကိုရောက်လာခဲ့ပါပြီညနေ6:00နာရီကပြင်ဆင်ပြလိုက်ပြီမယ်ကျွန်တော်တပြည့်လေး9ရောက်လဲရောက်လာတာ ਨੇ တခါတည်းအိမ်ကနေထွက်လာခဲ့ပါတယ်အပြင်မှာညစာစာမဟာမြတ်မှုနေဖရာကြီးကို သွားဖူပြီးတော့မြို့ထဲလက်ပမောင်းနေရတာအယံကိုပျော်စရာပေါ့ဗျာ ည7:00နာရီလောက်ကြတော့အရှိအပြင်ဘက်မှာလက်ဖက်ရည်တောင်းမုံစားကြပြီးတော့ဂျာနီကန်သင်းညိုင်းကျွတ်ပွဲလူပွဲကိုထွက်လာခဲ့လိုက်တယ်ဗျမြောက်ပြင်ကနေတောင်မျိုးဘက်ကိုသွားတဲ့လမ်းထင်ပါတယ်ကျွန်တော်ကကားမောင်းပေါ့မြို့ကဝန်ထမ်းလေးကလမ်းပြတာပေါ့ဗျာနောက်ခုနှစ်တန်းမှာတော့နှစ်ယောက်စီထိုင်လိုက်လာကြတာပေါ့ကျွန်တော်ကကားမောင်းပြီးတော့ကျွန်တော်ဘေးကမှာတော့တယောက်ထိုင်ပြီးတော့လိုက်လာကြပါတယ်လမ်းကတော့ တန်းတန်းလမ်းမကြီးတိုင်းပဲမောင်းရတာပါကားပေါ်မှာတော့စုစုပေါင်း6ယောက်ဆိုတော့စူပါကာရှင်ကားနဲ့သွားလိုက်ကြပါတယ်တော်တော်ဝေးဝေးလေးမောင်းရတယ်ဗျလမ်းမှာတော့မောင်းနေပြီမဲ့ပွဲသွားတဲ့ဆိုင်ကယ်တွေကားတွေကတော့ကားလမ်းတစ်လျှောက်အပြည့်ပါပဲဗျာ7နာရီမထိုးခင်လာမှာပဲကားလမ်းမကြီးကနေဂျာနီကန်တုတ်တန်းလို့ရေးထားတဲ့လမ်းထဲကို ကိုယ်ဝင်လိုက်ပါတယ်9မိနစ်လောက်ကြာတော့ရောက်ပါပြီဗျာ။တင်ညာတစ်ခုလုံးကို အုတ်ချံစည်းကိုကာယံထားပါလေ။တင်းကျန်းသွားတဲ့လမ်းတစ်လျှောက်မှာလေကားတွေစိုက်ကယ်တွေပြည့်ကျက်နေပါလေ။ကားရက်ဆီကနေရာမရလို့တင်းကျန်းကိုလွန်သွားပြီးတော့အပင်အုပ်အုပ်တွေရှိတဲ့လယ်ကွင်းဆန္ဒမှာကားရခဲ့ပါလေ။လာပြင်းကြဆိုပေမယ့် အပင်ရိပ်အယမ်းမြလို့ဘာပင်တွေလဲတောင်မသိရပါဘူး။တင်းကျန်းဘဝကစောင့်ဝင်လိုက်တဲ့ဆိုရင်ပဲညီစုစုပုတ်ရဲ့အနှံ့တွေက စီးကျုံနေကြပါလေ။ဇေယျထဲမှာဆရာတော်က တရားဟောနေတဲ့ကိုကြားနေရပါတယ်။တင်ញိုင်အုပ်ကူတွေကြောင်းနေဖြတ်ပြီးတော့သွားလိုက်တော့ကျွပွဲလူပွဲမှာတရေတွေကိုအစာကျွေးဖို့စနေတကြရဇမချန်လေးတွေခထားတာကိုကျွေးရပါတယ်။ကျွန်တော်တို့လည်းချန်ခထားတာလေးကိုလိုက်ကြည့်နေအထဲမှာအစာကျွေးဖို့ထထားတွေကိုလိုက်ကြည့်နေလိုက်ပါတယ်။ချန်တွေထဲမှာတော့စကောတွေထဲမှာတရေဘဝမကျွမလို့သေးသူတွေစားဖို့မုံမျိုးစုံကောင်းကျင်းပေါင်းတန်ပေါင်းကြက်သား စတာတွေပြင်ဆင်ထားပြီးတော့ရေအိုးတွေမှာလည်းရေခွက်ကလေးတွေတင်ပြီးတော့အစင်သင့်ပြင်ဆင်ထားတာကိုတွေ့ရပါတယ်။ရာဇမတ်ချောင်းတွေမှာအဝင်ထွက်အပေါက်လေးတွေဖောက်ထားပြီးတော့အချိန်မတိုင်ခင်တရေတွေဝင်စားမှာဆိုလို့ပရေးအချီကျိုးလေးတွေတားထားပါတယ်။အဲ့လိုကြွေးဖို့ခြံကလေးတွေ6ခုလောက်ရှိပါတယ်။ဘသူတွေကဘဲခြံမှာစားဆိုပြီးတော့နေရာလေးတွေကိုဆိုင်မုတ်လေးတွေရေးပြီးတော့တတ်မှတ်ထားပါတယ်။မဖဲဝါနဲ့ သူ့ကိုစားရံနေရသူ့ကိုနာမည်တော့ရေးထားပါလေကျွန်တော်မေ့သွားလို့ပါဘလူးသပဲ့များစားရံနေရပြိတ္တာများစားရံနေရတဆေမင်းစာစားရံနေရမကျွတ်မလွတ်သေးတော့ဝိညာဉ်များစားရံနေရအစရှိသဖြင့်ခွဲခြားချပါလေခြံစည်းတို့ထဲမှာမီးတွေလည်းထိုးထားပါလေကျွန်တော်တို့အဖွဲလည်းရှောက်ကြည့်နေအုတ်ဂူတွေဘက်ကိုသွားပြီးတော့နာမည်တွေအသက်တွေရှောက်ဖတ်နေလိုက်ပါတယ် အဲ့ဒီအချိန်မှာပဲကျွန်တော်ကမှထိုးချမှုတွေစတင်ခံစားမိလာပါတယ်။ကျွန်တော်ကိုခန္ဓာနဲ့နားနှာဖက်နာကလေကလေးတွေဝိခနဲ့ဝိခနဲ့ဖြတ်ပြီးတော့လေဟတ်တန် လေတိုးတန်လေးတွေကြားနေရပါတယ်။တရေတွေကျွန်တော်နာက ဖြတ်ပြေးနေကြတာပါ။ပြာပန်းခါရှောက်ပြေးနေကြတာပါ။အတိတ်ဘယ်ကတော့အရန်စားချင်တောက်ချင်နေလို့ရှောက်ပြေးနေကြတာပါ။သူတို့စားလို့မရကြသေးပါဘူး။ဆရာတော်ကတရားကြီးအေးတိုက်ကြွေးပြီလို့စားတော့ဆိုပြီးတော့ဆရာတော်အမိတ်ပေးပြီးမှ စပြီးတော့စားကြရမှာဖြစ်ပါတယ်။ဇရထဲမှာတော့ဆရာတော်ကတရားရည်ရည်တိုက်ကျူးနေတာမပြီးသေးပါဘူး။တစ်ချက်တစ်ချက်မှာကျွန်တော်ဖခုံးကိုဝင်တိုက်သွားတယ်လို့တော့ခံစားမိပါတယ်။တင်ညာကြီးအလေအုပ်ကူတွေကြားမှာတော့လာရောင်ကထိထိန်သားလို့တကယ်တရားရစရာကြောချမ်းစရာအချိန်ပါပဲဗျာ။အတွင်းဘက်ကအုပ်ကူတွေအိတ်ဘက်ကိုဆက်ကြည့်နေနေကျွန်တော်ဘယ်ဘက်ပခုံးတော့နားမှာအရေးလိုလိုအရာတစ်ခုပါလာတာကိုတတိထားလိုက်မိပါတယ်။ တဆက်ထဲမှာပဲစားချင်နေပြီဆိုလည်းမပြီးဝဒဝါစကားပြောတဲ့လေးကိုကြားလိုက်ရပါတယ်ကျွန်တော်လည်းကြောချမ်းလာတာနဲ့ဇေယဘက်ကို ပြန်လာပြီးတော့ဆရာတော်တရားဟောတဲ့စီကိုပြန်လာလိုက်ပါတယ်ရေချင်မှာပဲဆရာတော်ကနာနာဘဝတွေကိုပြုသမျှကုသိုလ်အမြတ်ဝေမယ်လို့တာတို့ခေါ်ဆိုပြီးတော့အမြတ်ဝေပါတယ်ပြီးတော့မှဆရာတော်ကကဲမင်းတို့တနေ့ပတ်လို့ဘာမှမစရသေးတော့ဒီနေ့အစာကျွေးမယ် ကောင်းကောင်းစားကြလို့ပြောတော့တက်ဆိုင်ရလူတွေကအစာကျွေးမဲ့ခြံစည်းရိုးနှားကိုတွားပြီးတော့ခြံမှာခြိထားတဲ့ပြေကျိုးလေးတွေကိုကင်ထားကြပါတယ်။ဆရာတော်ကလူတွေကိုတရေတွေအတွက်တားထားတဲ့စီးတဲ့ကိုမဝင်မိဖို့တတိပေးပါတယ်။ပြီးမှကဲစားကြဟေ့လို့ပြောရင်နဲ့တင်ညာတစ်ခုလို့မင်းချပြီးတော့မီးပိတ်အမောင်ချပြလိုက်ပါတယ်။ပရိတ်ကျိုးတွေတားပြီးတော့ထားရတဲ့ကျိုးတွေကိုလည်းဆွဲဖြတ်ဖယ်ပေးလိုက်ပါတယ်။မီးတွေအကုန်ပိတ်လိုက်ပြီမဲ့ လာရောင်ကြောင်းခြံရင်ထဲကိုတဲတဲကွဲကွဲမြင်နေရပါတယ်။ကဲစားကြဟိလို့လေអော်လိုက်ကောခြံမဝါကနေခြံထဲကိုအတင်းအလှရဲ့တိုးဝင်နေကြတာကိုတွေ့ရပါတယ်။လူစားကြလို့စကောပန်းတွေမြောက်ကြကုန်ပြီးတော့ရေခွက်နဲ့ရေအိုးနှကန်းတိုက်တဲ့ဂလုံဂလုံဆိုပြီးတော့မြည်တံတွေဟူးဝါဝါပလုတ်ပလောင်လူစားနေတံတွေကြားနေရပြီးတော့အရိတ်တွေအစားလူစားနေရာကိုတွေ့နေရပါတယ်။ကျွန်တော်နားထဲမှာတော့အတံတွေကို စူညာနေတာပါပဲဗျာကျွန်တော်ကသေချာကြည့်ချင်လို့ရှေ့စုံအပဝါနာကို နေရာရအောင်ယူထားတော့ကျွန်တော်ကဖျက်ပြေးကြတာအများကြီးပဲဗျာအပေါက်ကကျင်းတော့လူတိုးကြတာကျွန်တော်ပခုံးကိုလာတိုက်မိတဲ့သရေတော်ရှိပါသေးရဲ့ဗျာခဏလေးနေရောကဲစားလို့ပြီးပြီဆိုရင်ရလိုက်ကြတော့ဆိုတဲ့အတန်ကိုကြာပြီးတော့ဖြုံးစုံမိတွေပြန်ဖွင့်လိုက်ပါလေခြံထဲကိုကြည့်လိုက်တော့မောက်တို့လည်းမရှိတော့ပဲနဲ့ အကျွင်းကြံနေမှစာကျဲနေပြီးတော့ရေဦးကြီးကလည်းအောက်မှာပြုတ်ကြပြီးတော့ဒုံလုံးလဲကျနေပါလေခြံတွေထဲမှာသဲပြူတွေခင်းလာတော့အောက်မလေးဗျာခြေရောင်တွေမှအများကြီးပဲလူကြီးခြေရောင်တွေကခလေးခြေရောင်တွေကအများကြီးပဲထူးကြတာကမဖဲဝါနဲ့သူ့ကိုအတွက်ကျွေးတဲ့ခြံပါပဲခြေရောင်ကြီးတွေဆိုတော့ကျွန်တော်တို့တတော်လောက်ရှိရဲ့ဗျာတကယ်ကိုအကြီးကြီးတွေပါပဲနောက်တစ်ခုကတရေတွေခြံထဲမှာခြေရောင်တချို့က ခြေဖက်တော့မပါဘူးဗျာကျွန်တော်လဲနားမလဲတာနဲ့ဘေးကလူကိုမေးကြည့်တော့အဲ့ဒါပြိတ်တာခြေရာတွေလေဗျာကျွန်တော်လဲရှောက်ကြည့်နေနဲ့အချိန်တော်တော်နောင်းသွားတယ်ဗျာလူတွေလဲပြန်ကုန်ကြလို့တင်ညာတွေထဲမှာလဲလူတွေကတိတ်မရှိတော့ပါဘူးဒီအချိန်မှာပဲကျွန်တော်နဲ့အတူပါလာတဲ့သူတွေဘက်ကိုလက်ပြီးတော့ပြန်ကြရအောင်လို့ပြောတော့သူတို့လဲအရန်ကြောက်နေကြတာမျက်စိမျက်နှာတွေပြန့်နေကြပါတယ်တယောက်ကကျွန်တော်တို့ကြောက်လို့ပြန်ကြည့်နေတာကြာနေပြီ အကိုကိုအားနာလို့ဆိုပြီးတော့ပြောလာတော့ကျွန်တော်လေအေးပါကွာပြန်ကြတာပေါ့ဆိုပြီးတော့တင်းကြိုင်ကုန်းတဲ့ကဥက္ကူတွေကြားထဲကနေဖြတ်ပြီးတော့တင်းကြိုင်အဝင်ကတကားဘက်ကိုလျှောက်လာတော့တော်တော်လေးမောင်နေပါပြီလာရောင်လေးဝိုးတို့ဝါးလာလေးနဲ့ခလလလောက်ကိုမြင်နေရပါတယ်အရိချိန်မှာတတိထားမိတာကတော့လာတော့က6ယောက်ဖြစ်နေပြီးတော့နောက်ပြန်လှည့်ပြီးတော့ရေကြီးတော့ကျွန်တော်အပါဝင်9ယောက်ဖြစ်နေတာပါပဲ ကျွန်တော်လည်းဖေးကတယောက်ကိုဒူရိုလီကပြောလိုက်တော့သူကလည်းဟုတ်တယ်ကိုတယောက်ပုံနေရဲ့လို့ပြန်ပြောပါတယ်ကျွန်တော်ကလည်းနေပါစီကွာလာဆက်သွားကြရအောင်ဆိုပြီးတော့သင်းကြိုင်ဂိတ်တကားနာကိုရောက်လာပါတယ်သင်းကြိုင်ဂိတ်နာကိုရောက်ဖို့ဂိတ်30အကွာလောက်ကိုရောက်တော့ကျွန်တော်ချက်သိန်းတွေထပြီးတော့တကိုယ်လုံးတုံတက်သွားပါတယ်အသိစိတ်မလို့အောင်ပြန်ထိလိုက်တော့ဘာမှမဖြစ်တော့ပေမဲ့လေမျက်စိထဲမှာမြင်ခွေးတစ်ခုကို ွက်ကွက်ကွက်ကွက်မြင်လိုက်ရပါတယ်။ကျွန်တော်ခြေစုံရောက်ပြီးတော့ကြည့်နေတော့ကျွန်တော်နဲ့ပါလာတဲ့သူတွေလည်းကျွန်တော်ကြည့်တဲ့နေရာကိုလိုက်ကြည့်နေကြပါတယ်။ဒါပေမဲ့ကျွန်တော်တယောက်တည်းမြင်ရပါတယ်။အော်မလေးဗျာစိတ်ထဲမကောင်းလိုက်တာ။အသက်၅နှစ်လောက်ကလေးတရေလေးတကောင်အင်ကြီးမရှိပဲနဲ့ဘောင်းမီတိုလေးနဲ့ညစ်ပတ်ပေးကြနေရပဲ။အုံနေရန်ကိုမိပြီးတော့ငုတ်တုတ်ထိုင်ပြီးတော့ငိုနေရဗျာ။ဝမ်းနဲ့ပက်လက်ကိုငိုနေရဗျာ တရေလေးကဘေးကအပင်ကြီးအောက်ကိုကြည့်ပြီးတော့ငိုနေတာပါ အပင်ကြီးအောက်မှာတော့တရေကြီးတကောင်ကငုတ်တုတ်ထိုင်ပြီးတော့အစာတွေပလုတ်ပလောင်စားနေတာကိုကြည့်လိုက်ရတယ်ဗျကျွန်တော်စိတ်ထဲကနေအလိုလိုသဘောပေါက်လိုက်ပါပြီဒီကလေးတရေလေးကပိုက်စာလို့ငိုနေတာပါခုနကခေါ်ကြွေးတော့ကတရေကြီးတွေရဲ့ကြားထဲကိုမတွေ့နိုင်လို့မစားလိုက်ရတာလားဒါမှမဟုတ်သူ့မောင်ကိုဟိုတရေကြီးကလှုပ်ပြီးတော့စားသွားတာလားတခုခုကတော့ကျင်းနေနေပါပြီ။ ကလေးလွန်ချစ်တတ်တဲ့ကျွန်တော်အတွေ့ကတော့ရင်ထဲမှာခံစားလိုက်ရတာဗျာတရေလေးကိုတနာလုံးလို့ဘာလုပ်လို့ဘာကံရမှမသိတော့ပါဘူးစိတ်ထဲကတော့အပင်ကြီးရောက်ကတရေကြီးကိုပြေးထိုးခြင်းစိတ်တွေပေါ်နေပါလေဒေါသလေးကံတရေလေးကိုလည်းတနာဘာလုပ်လို့ဘာကံရမှမသိဖြစ်နေပါလေအဲ့ဒီအချိန်မှာစိတ်ထဲမှာတတိရလိုက်ပါကဒီတရေလေးကိုတခုခုကြွေးခြင်းစိတ်တွေဖြစ်ပေါ်လာပါလေစင်ဆိုင်နဲ့ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ။သင်ညာထဲမှာလည်းဘာဈေးဆိုင်မှလည်းမရှိ။ဘာမှလည်းဝယ်ကြွေးစရာမရှိ။အဲ့ဒီအချိန်မှာတတိရလက်တာကညနေကကျွန်တော်တို့ဆိုင်မှာညစာစားတော့ကစားလို့မကုန်လို့အများကြီးကြံတဲ့ကျက်သားကြော်တွေကိုဖော့ဖို့နဲ့ထက်လာတာကိုတတိရလိုက်ပါတယ်။ဒါနဲ့ကျွန်တော်တပြည့်လေးတွေဘက်ကိုလက်ပြီးတော့ကားတွေကကျက်သားကြော်ဘူးရှိရဲ။သွားယူကွာလို့ပြောတော့သူတို့ကဘာလုပ်လို့လဲကို။သင်ညာကုန်းကြီးထဲမှာဘာလုပ်လို့လဲလို့မေးကြတော့ကျွန်တော်လည်း ဟိုအုံနေရံဘေးကတရေလေးပါမှမဆလို့ငိုနေရဲ့သူ့ကိုကြွေးမလို့ဆိုပြီးတော့ပြောတော့အကုံလုံးကထအော်ရင်နဲ့အော်မလေးမလို့ပါနဲ့ကိုရဲ့တော်ကြာကြွေးနေတရေတွေဝိုင်းလိုက်လာလို့ပြေးပေါက်မနေပါမယ်လို့ပြောကြပါတယ်ကျွန်တော်လေအဲ့လိုဖြစ်နေတယ်ဆိုတာကြိုတွေးထားပြီးသားပါဒါပေမဲ့လည်းတရေလေးငိုနေရကိုကျွန်တော်မကြည့်ရနိုင်ဘူးလေမျက်နှာလွဲခဲပြစ်လည်းမလုံနိုင်ဘူးကျွန်တော်စိတ်ထဲမှာတရေကလေးကိုပနာတဲ့စိတ်တွေကပဲလွမ်းမိုးနေပါတယ် တနေ့လုံးဘာမှမစဘဲနဲ့ငတ်မှုနေတဲ့ကလေးတယောက်ကိုဘာမှမကြွေးရဘဲနဲ့ကျွန်တော်ထားပြီးတော့မသွားရဲပါဘူးကျွန်တော်တပြည့်နေရကိုလေးတံမမာနဲ့ပြန်ပြောလိုက်မိပါတယ်သွားယူမှသာသွားယူစမ်းပါကွာငါစိတ်မချမ်းမသာလို့လို့ဖြစ်ရှင်ရဖြစ်ငါရင်ဆိုင်မယ်ကွာလို့ပြောရင်နဲ့ကာတော့ကိုလမ်းပြလိုက်ပါတယ်သူတို့နှစ်ယောက်လည်းအပြေးကလေးထွက်သွားပြီးတော့မကြမီပြန်ရောက်လာပါ යි ကျွန်တော်ချက်သားကျော်ဘူးကိုကိုင်းနေဘလို့ကျူးရမလဲဆိုပြီးတော့ ဘီးဘက်တွေကိုတစ်ချက်ကြည့်လိုက်ပါလေ။နေရံဘေးမှာတော့တရေလေးကငိုနေတော့ပါပဲ။အပင်ရောက်ကတရေကြီးကတော့မရှိတော့ပါဘူး။ဘယ်ရောက်သွားလဲတော့မသိတော့ပါဘူးဗျ။ကျွန်တော်လည်းချက်သားကျော်ဘူးလေးကိုအသာဟပြီးတော့တရေလေးစီကိုတလန်းချင်းရှောက်သွားပါလေ။ဟိုငါးရောက်ကတော့နောက်မှပူးပြီးတော့ရက်ကြံနေခဲ့ကြပါလေ။ကျွန်တော်လည်းရှေ့ကိုကျိုးသွားရင်နဲ့တရေလေးကိုကြည့်လိုက်တော့မျက်စိအပြူးသားလေးနဲ့ကျွန်တော်ကိုအားကိုးတဲ့ကြီးနဲ့ကြည့်နေပါလေ။ကျွန်တော်သူ့ကိုကြည့်ရတာတနာလိုက်ကြဗျာ။ ဩငါသာအိမ်တော်ရှိရင်ဒီကောင်လေးကငါသားလေးအရွယ်ဆိုပြီးတော့စိတ်မကောင်းဖြစ်လိုက်တာဗျာသူကတော့ကျွန်တော်တလန်းချင်းရှောက်လာတာကိုကြည့်ပြီးတော့အငိုတိတ်သွားပါတယ်လက်ထဲကဘူးလေးကိုလည်းလမ်းကြည့်နေတာနှလုံးကိုပြူးနေတာပါပဲဗျာတရေလေးကြောက်ပြီးတော့ထွက်ပြေးမှဆိုလို့ကျွန်တော်ဖြေးဖြေးမမှန်လေးပဲသူ့ရှိတက်တဲ့ကိုရှောက်လာလိုက်တာရောက်ဖို့ခြေလန်းဆယ်လန်းလောက်အလိုလောက်လဲရောက်ရောဝေး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 ဆိုပြီးတော့ဘေးကဖြတ်ပြေးတဲ့အရေးတွေယွိလိုက်ရပါတယ် ကျွန်တော်လဲလန့်ဖြန့်လာပါပြီအတိကတော့ဝင်ဘူးခရရမှာကြောက်တာပါကျွန်တော်လဲခြေစုံရပ်ပြီးတော့ဘာလို့ရမှမသိဖြစ်နေတော့မှာစိတ်တဲကနေဖျားကုန်းတို့လေးကိုရွတ်မယ်လို့တွေးလိုက်ပါတယ်နောက်တော့မှတရေကလေးပါထွက်ပြေးသွားမှာဆိုလို့မရွတ်တော့ဘဲနဲ့နောက်တစ်ချက်လက်ကြည့်လိုက်ပါတယ်တပြည့်ငါးယောက်ကတော့ဘူးကနေကြပြီးတော့ကျွန်တော်ကိုစိုက်ကြည့်နေနေတယောက်ကအကိုပြစ်ချပြီးတော့ပြန်လာခဲ့တော့လို့အော်နေပါတယ်ကျွန်တော်ပြစ်ချလို့မဖြစ်ဘူးလေပြစ်ချလိုက်ရင်ဟိုတရေလေးက စားရတော့မှာမဟုတ်ဘူးဆိုတာကိုသိနေလို့ပါဒါနဲ့တရေကလေးဘက်ကိုပြန်လှည့်ကြည့်နေလေးတံမမှန်လေးနဲ့ဟိုကလေးလေးဒီမှာမင်းအတွက်မင်းစားဖို့လာယူကြံတဲ့သူတွေငါနာလုံးဝမလာနဲ့မင်းတို့ကငါမကြွေးဘူးဆိုပြီးတော့ငုတ်တုတ်ထိုင်ချလိုက်ပါတယ်တရေလေးကငုံမနေတော့ပြီမဲ့မျက်နာမှာတော့မျက်ရည်တွေရွှဲနေပါတယ်ခေါ်လိုက်တော့တွုတ်ဆုံတွုတ်ဆုံနဲ့ထိုင်ရဲ့ရွှေ့လာပါတယ်သူ့မျက်လုံးကတော့ကျွန်တော်မျက်နှာကို တစ်ချိန်လုံးစိုက်ကြည့်နေပါတယ်။ဒုက္ခတစ်ခုခုပြီးမှဆိုလို့ကြောက်နေရဲ့ပုံစံမျိုးပါ။လက်တကန်အလိုလဲကြရောကျွန်တော်လက်ထဲကဘူးတဲ့ကိုစက္ကနဲ့လမ်းလိုက်ပြီးတော့ဇရဘက်ကိုပြေးပါလေရောဗျာ။သူလမ်းယူလို့ဘူးတော်လက်ထဲကလွတ်ကျသွားပါတယ်။ကျွန်တော်လည်းဘူးကိုတော့ငုံမကြည့်တော့ပဲနဲ့နောက်ဘက်ကိုမမှန်လေးလျှောက်လိုက်နဲ့ပြန်ကြမယ်ကွာဆိုပြီးတော့ပင်ညာကုန်ကိတ်တကားကနေကားရထားတဲ့စီကိုပြန်လာခဲ့ကြပါတယ်။လူလူလဲပြန်ကုန်ကြလို့လူနေနေပဲကြံပါရော။ ရထားတဲ့ကားတွေလည်း၄၅စီးလောက်ပဲကျန်ပါတော့တယ်။အချိန်ကတော့ညတနိုင်ခွဲလောက်ရှိပါပြီ။ကျွန်တော်တို့လာကာဇကနောက်ကြလို့ကားနေရာမရတော့တင်ញိုင်ကုန်းကိုကြော်ပြီးတော့အနောက်ဖက်လက်ကူးနေတဲ့မှာကားရထားခဲ့ရတာဖြစ်လို့တော်တော်ဝေးဝေးရှောက်လာခဲ့ရပါတယ်။ရှောက်နေနဲ့လာရောက်အောင်မှရှေ့ဘက်ကကားတစ်စီးမှာရေရုပ်တဲတဲဖြစ်နေတာကိုကြားလို့ဘာဖြစ်လဲဆိုပြီးတော့တပြေးသွားကြည့်လိုက်ပါရင်အကူကြီးလိုအပ်ရင်လေပြေးမယ်ဆိုပြီးတော့ဗောဗျာ။ ရထားတဲ့ကားကပရာရိုကားပါမိသားစုကတော်တော်လေးချမ်းသာပုံရပါတယ်ကားနားရောက်တော့အသက်90ကျော်လောက်အန်တီကြီး30လောက်ယောက်ျားတယောက်ရင်အန်တီကြီးရဲ့သား25နှစ်လောက်ရှိရဲ့ကောင်းမလေးတယောက်အန်တီကြီးရဲ့သမီးအဲသူရေပါအန်တီကြီးကငိုနေပြီးတော့သူ့သားနဲ့သမီးနဲ့ကအန်တီကြီးကိုလက်တစ်ဖက်စီကဝိုင်းဆွဲနေကြရင်နဲ့အမေရေမလုတ်ကောင်းပါဘူးလာပါမေရေထားခဲ့လိုက်ပါညီလေးက သားတို့နဲ့ဘဝချနေပြီလေထားခဲ့လိုက်ပါလို့သူ့သားကြီးကပြောင်းနေလက်ကိုဆွဲနေကားပေါ်ကိုဆွဲတင်နေပါလေကျွန်တော်လဲကြည့်နေနေစိတ်မကောင်းလိုက်တာဗျာဩအမေဆိုတာဒါမျိုးပါလားနော်တေသွားလို့ဘဝချနေရဲ့သားလေးကို အင်ကိုပြန်ခေါ်ဖို့ကြိုးစားနေရပါဗျာအန်တီကြီးကတော့ကားပေါ်မတည့်ပဲနဲ့ရုံးကန်ငိုနေနဲ့မသွားဘူးငါသားလေးမပါပဲမပြန်ဘူးမမေသားလေးကိုထုတ်ရအမေစီကိုလာခဲ့ပါ သားလေးပြန်มาလဲဆိုပြီးတော့ တောင်ကြည့်လိုက်မြောက်ကြည့်လိုက်နဲ့ငုံနေတယ်ဗျမိခင်တယောက်ရဲ့မြစ်တာကိုကျွန်တော်ကောင်းကောင်းသဘောပေါက်နားလည်ပါတယ် DND ကြီးကိုကြည့်ရတာသူ့သားမပါရင် လုံးဝမပြန်ဘူးလို့တန်ထိတ်ထန်ချထားတဲ့ပုံပဲဗျကျွန်တော်ရပ်ပြီးတော့ကြည့်မနေနိုင်တော့ဘူးရှေ့တိုးသွားပြီးတော့အန်တီကြီးဖြစ်ချင်တာကိုလှုပ်ပေးလိုက်ပါဗျာလို့သူ့သားကိုပြောလိုက်ပါတယ်သူ့သားကတော့ဟာဗျာမလုတ်ကောင်းမှုထင်ပါတယ်ဗျာကျွန်တော်တို့ကြည်ငယ်ဆုံးလေးဆုံးသွားတာတက်လာကြော်လို့ရှိပြီအမေကအခုသူ့ဝိညာဉ်ကို ဒီမှာတွေ့ရတဲ့အဲ့ဒါအင်ကိုခေါ်သွားမယ်ကြီးပဲလုံနေရဗျာလို့ပြောပါကောဗျာကျွန်တော်လဲအန်တီကသူ့သားလေးကိုပြန်ခေါ်ခြင်းရှာမှာပေါ့လုံပေးလိုက်ပါဗျာနောက်ကိစ္စနောက်မှရှင်းပြလဲဆိုတော့အန်တီကြီးပြစ်လာပြီးတော့ကျွန်တော်လက်မောင်းကိုကင်ပြီးတော့ဒါရင်အန်တီကိုကူညီပါအန်တီကိုကူညီပါအန်တီသားလေးကိုဒီမှာငငပြပြမထားရဘူးအင်ကိုပြန်ပြီးတော့ခေါ်သွားမယ်အန်တီကိုကူညီပါခွဲဆိုတော့ကဲအန်တီ သားကူညီမယ်။သားဘာလုပ်ပေးရမလဲဆိုတော့အန်တီကကားနောက်ခံတကားဖွင့်နေ။အန်တီသားလေးဒီနားမှာပဲရှိတယ်။အန်တီတွေ့လိုက်တယ်။အစာချွေးပြီးတော့ခေါ်မယ်ပြောရင်စတီဗူးနှစ်ခုနဲ့စားကြရတွေယူလာတယ်ဗျ။ကျွန်တော်ကိုယော့သားလေး။သားလေးကဒီနဘူးကင်လာပြီ။အန်တီကသားလေးကလာရင်လက်ကိုလမ်းဆွဲမယ်လို့ပြောပါလေရောဗျ။ကျွန်တော်စိတ်ထဲကနေမဖြစ်နိုင်ဘူးလို့ထင်ပေမဲ့စိတ်ချမ်းသာပါစေဆိုပြီးတော့ အဖုံးဖွင့်လာတာဘူးနှစ်ခုကိုတစ်ဖက်စီကင်ထားပါလေအန်တီကြီးကတော့သားလေးကိုထုတ်ရင်လာပါအောင်ကွယ်သားလေးတို့ရဲ့စားစရာတွေယူလာတယ်လာစားပါအောင်လို့ခေါ်နေရဲ့ဗျကျွန်တော်လဲအန်တီကြီးဘေးကနေဘူးနှစ်ခုကိုကင်ပြီးတော့လက်ဆန့်ထားလိုက်ပါလေမကြပါဘူးဗျလေတိုးတန်တယ်လို့ကြားပြီးတော့ဘူးနားကိုလက်တွေအများကြီးယောက်လာပါကောကျွန်တော်လက်ထက်ကဘူးတွေကိုလမ်းဆွဲနေကြပါကျွန်တော်လဲလက်ကိုနောက်ဆုတ်လိုက်ရှီတိုးလိုက်လုံနေနဲ့မဆိုင်သူတွေနိုင် စားသွားမှာဆိုလို့ပါ အတ္တိသားကိုတွေ့ရင်ကျွန်တော်ကိုပြောတော့လို့ပြောလိုက်တော့အင်းအင်းပြောမယ်သားလို့ပြောရင်နဲ့တရေလက်တွေကိုတေချာကြည့်နေပါလေကျွန်တော်ကသာလက်ကြီးတွေကလာရင်တွွတ်တုံသွားတာအန်တီကြီးကတော့တစ်ချက်တောင်မတွွတ်သွားဘူးဗျာလက်တွေနဲ့မျက်နှာတွေတေတေချာချာလိုက်ပြီးတော့ကြည့်နေပါလေသားစောကနေတော့ကြောက်ရကောင်းမှတော့မသိတော့ဘူးထင်ပါလေဗျာခဏလေးကြာရောအန်တီကြီးကလက်တစ်ဖက်ကိုဆက်ဆိုလမ်းဆွဲလိုက်ပြီးတော့ရပြီရပြီငါသားလေးကိုရပြီဆိုပြီးတော့အတင်းကားဘော့ကိုဆွဲတင်ပါတော့ သူ့သားလေးကလည်းရောရောရွရွလိုက်ကြထင်နေပြ။အန်တီကြီးကအရေးတစ်ခုကိုကားဘော့ကိုဆွဲတွေနဲ့"သားကြီးမောင်းမောင်းလို့អော်လိုက်နဲ့ကားခတ်မြန်မြန်လေးမောင်းထွက်သွားပါလေ"ကျွန်တော်လဲကြောင်ကြည့်နေတဲ့လက်ထဲကဘူးတစ်ခုကိုလမ်းမေးမြက်ခင်းပင်ဘက်ကိုလွတ်ပြလိုက်နဲ့ဟိတ်ကောင်လေးလာကြဆိုပြီးတော့ကားစီကိုပြေးပြီးတော့ကားဘော့ကို မြန်မြန်တက်ကြဟေးလို့អော်ရင်းနဲ့ကားမောင်းပြီးတော့ပြန်လာခဲ့လိုက်ပါလေ"ကျွန်တော်လဲကားမောင်းနေနဲ့ကြက်သိမ်းလည်းထကြောက်စိတ်တွေလည်းဝင်လာလို့အရန်မောင်းပြီးတော့ပြန်လာတာ ကားမောက်ပြီးတော့မသေးတာကံကောင်းပါဗျာဘဝမှာတခါမှမကြုံဘူးတော့လန့်လိုက်တာဗျာတကောလုံးလဲကရုံငင်တွေဖြစ်နေတော့ပါပဲကားတဲကကျန်တဲ့9ယောက်လေးကြောက်ကြလို့ထဲ့ပါတယ်တိတ်ဆိတ်နေတာပဲဗျာကားမောင်တွေကိုအလုံးပိတ်ထားတာအသက်ရှူတဲ့တော့မကြရဘူးဗျာကျော်လဲလမ်းကရှင်းနေလို့ကားလီဗာကိုဆွတ်ပြီးတော့နင်းလာတာတော်တော်ဝေးဝေးကိုတော့ရောက်လာပါပြီညနေနာရင်ကြော်နေပြီဗျာခဏကြာတော့မီးတွေထိနေအောင်ထုံးထားတဲ့စီစံကိုတွေ့လို့ ကားကိုရက်ပြီးတော့ငါတို့လူတွေအကုန်လုံးကပိုင်းလာလို့မိတော့တယောက်မှပြန်ပြီးတော့မဖြေကြပါဘူး။ဒါနဲ့နောက်ကိုလက်ကြည့်တော့6ယောက်လုံးပြန်ပါလာတာကိုတွေ့ရပါတယ်။ကြော်လဲရေဘူးကိုဖွင့်ပြီးတော့တောက်နေလို့နောက်ဖက်ကတယောက်ကအကိုရေကြောက်လိုက်တာအသက်တောင်ထွက်တော်မယ်လို့ပြောလာပါတယ်။ကျွန်တော်လေအေးပါကွာငါလဲလန့်တာပဲကွာလို့ပြောရင်ရေဘူးကိုမော့တော်ရင်ကားဖက်မန်ကိုနောက်ကိုကြည့်လိုက်တာနောက်ခန်းမှာ9ယောက်ဖြစ်နေပါဟောဗျာ။ ထိုင်နေတာကနောက်တန်းတန်းမှာနှစ်ယောက်စီထိုင်နေတာပါစိတ်ထဲကတော့ပြဿနာပဲတရဲတဲ့ကောင်တော့ပါလာပြီဆိုပြီးတော့တွေးရင်နဲ့နောက်ကြည့်မှန်ကနောက်တစ်ကြိမ်ပြန်ကြည့်လိုက်ပါတယ်သိကြပါပြီဗျာရှေ့တန်းကောင်မှ၂ယောက်ထိုင်နေရကနေမန်ထဲမှာ၃ယောက်ဆိုတော့အလဲကထိုင်နေရကတရဲပါကျွန်တော်ဘာလုပ်ရမှမသိတော့ပါဘူးခဏစဉ်းစားလိုက်နဲ့ကားပေါ်ကနေနင်ချမယ်ကွာလို့တွေးလိုက်ပါတယ်ဒါနဲ့ပဲနောက်ကြည့်မှန်ကိုပြန်ကြည့်လိုက်ပါတယ်တရဲကအသားညိုကြည့်ကြည့် မျက်ကွင်းတွေကညိုမဲနေပါတယ်။လန့်ဆရာရုတ်တော့မဟုတ်ပါဘူး။အလဲတန်းနှစ်ယောက်ကြားမှာထိုင်းနေကျွန်တော်ကြောကုန်းကိုငေးကြည့်နေပါတယ်။ကျွန်တော်လည်းအလဲတန်းကနှစ်ယောက်နာမည်ကိုခေါ်နေ။မင်းတို့နောက်တန်းကိုပြောင်းထိုင်ကြ။ကားထဲမှာတရေပါလာတယ်။မင်းတို့နှစ်ယောက်ကြားမှာထိုင်းနေရပြောတော့နှစ်ယောက်သာနောက်တန်းကိုဒိုင်မင်ထိုးလိုက်ကြတာမြန်လိုက်ကြတာဗျ။ကျွန်တော်လည်းနောက်ဘက်ကိုကြည့်လိုက်တော့သူ့ကိုမမြင်ရနဲ့။ရှိကနောက်ကြည့်မှကိုပြန်ကြည့်နဲ့။ခမည်းကိုကြုတ်တော့မခေါ်ပဲ။ဘာလို့လိုက်တာလဲ အခုကောက်ဘောကနေဆင်းလို့ပြောလဲပါတယ်။သူကညင်ညင်သာသာပဲပြန်ပြောတယ်ဗျ။ဒီနေ့ကျုပ်ပွဲလွတ်ပွဲမှာဆရာတော်ဟောတဲ့တရားကိုကောင်းကောင်းနားလဲရကြောင်း။အမြဝေရလဲကြားလို့တာဓုခေါ်လဲရကြောင်း။တာဓုကိုဝမ်းမြဝမ်းသာခေါ်လဲရလို့တရေဘွားနေရမယ့်ရွက်တွေရော့ပြီးတော့ဒီနေ့တရေဘွားကကျုပ်ခွင့်ရသွားပြီဖြစ်ကြောင်း။ဒါပေမဲ့မန္တလေးတောင်တန်းကကြောက်တော်ကြီးဖျားကိုနေမထွက်ခင်ဖူးမြော်ပြီးမှလူပုံကိုကူးခွင့်ရမှာဖြစ်ကြောင်းပြောနေပါရဲ့။ ကျွန်တော်ကခမ ्या ကို့ဖာသားကိုသွားလို့မရဘူးလားကျွန်တော်နဲ့ဘာလို့လိုက်လာလဲဆိုတော့အခုချိန်ကြီးသူဟာနာနာဘဝအနှိပ်ဘဝမှာပဲရှိနေသေးကြောင်းသူ့ဘာသူသွားရင်လမ်းတစ်လျှောက်မှာသူ့ကိုနောက်ရှက်ဟန်ထားမယ်တရေတပည့်ကြီးတွေရှိနေကြောင်းသူ့ကိုဟန်ကြရင် နေမထွက်ခင်ဘုရားကိုရောက်အောင်သွားလို့မရနိုင်ကြောင်းအခုအတင်လူသားနဲ့ရောလိုက်လာတော့အတင်လူသားတို့ရဲ့ဖုံးကွယ်ကြောင့်သူတို့တွေနဲ့မနောက်ရှက်ရတာကြောင့်လိုက်လာခဲ့ရပါကြောင်းတရဆပြောနေပါတယ်ကျွန်တော်ကမှန်ကြည့်ပြောနေပြီးတော့ တရေကကျွန်တော်ကြောကုန်းကိုကြည့်ပြီးတော့ပြောနေတာပါတရေပြောနေတာလူစကားမဟုတ်ပါဘူးကျွန်တော်မကြားဘူးတဲ့စကားတွေပါ ထူးဆန်းတာကသူပြောတဲ့စကားတိုင်းကိုကျွန်တော်နားလည်နေတာပါပဲကားတွေကလူတွေကတော့ကျွန်တော်ကိုယူသွားပြီးလို့ထင်နေကြတယ်ပုံပါပဲကျွန်တော်လည်းခဏလောက်စဉ်းစားပြီးတော့သူ့ကိုဖျားလိုက်ပို့ပြီးလို့သူကဖျားဖူးရပြီးတော့တရေဘွားကလည်းကြွတန်းဝင်ရမှာဆိုတော့ငါလည်းကုသိုလ်ရပါလေလေဆိုပြီးတော့တွေးနေကဲအဲ့ဒါဆိုလည်းရအောင်ပို့ပေးမယ်ဗျာလို့ပြောနေတယ် ကားဆက်မောင်းလာလိုက်ပါတယ်။မနေ့သုံးနိုင်ကျော်လောက်မှာဖះကြီးရှိမုတ်ဝါကိုရောက်လာပါတယ်။ကျွန်တော်ကားပေါ်ကဆင်းဘေးတကာဖွင့်ပေးလိုက်တော့အရေးတခုဆင်းသွားပြီးတော့ကားဘေးမှာရပ်နေပါတယ်။အရေးချိန်ဒီကျွန်တော်သူ့မျက်နှာကိုကြားရမမြင်ရသေးပါဘူး။ဒါပေမဲ့ကျွန်တော်သိပါတယ်။သူကျွန်တော်ကိုတခခုပြောချင်နေတာပါ။ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားမျိုးပဲဖြစ်မှာပါလေ။ကျွန်တော်ကပဲကဲသွားတော့ဗျာလို့ပြောမှအရေးကတည်းရွေဖះဘက်ကိုထွက်သွားပါတယ်။ကျွန်တော်လည်းကားပေါ်ကိုပြန်တဲ့ ကားမောင်ထွက်ခါနေလမ်းကြည့်လိုက်တော့ဖျားမဟုတ်ရှိကချင်းတကြီးဘေးမှာရပြီးတော့ကျွန်တော်ကိုတစ်ချက်ကြည့်ပြီးတော့ဖျားဘော်ကိုတက်သွားပါလိကောဗျာအားနဲ့ကျွန်တော်နေရဲ့တရေနန်းတော်ကြီးကိုမနဲ့လင်းနိုင်ထူးခါနေမှာပြန်ရောက်ပါတယ်အင်ကန်းလေးကိုပြန်ရောက်ပေမဲ့ကျွန်တော်အဲ့လိုမပြောတော့ပါဘူးအဲ့ရပေါ်မှာပဲ့လဲလာနဖူးဘော်ကိုလက်တင်စဉ်းစားရင်းနဲ့ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေမှာငါလုတ်ခဲ့တာမှန်ရဲ့လားတရေကလေးရောဘိုက်ဝအောင်စားရရဲ့လားအန်ဒီကြီးရဲ့သားကိုအင်ကိုပြန်ရောက်တော့ အဆင်ပြေပြေကောရှိကြရဲ့လားဖះကိုပို့ခဲ့တဲ့တရေကောလူပုံကိုကူးသွားပြီလားဆိုတဲ့အတွေ့အင်းနဲ့စိုးရင်ပူပန်စိတ်တွေဝမ်းသာချီနူးစိတ်တွေကောရောထွေးနေနေဇလန်းလေးကိုလည်းဒီမှာပဲအဆုံးသတ်ပြရစီခင်ဗျာဟုတ်ကဲ့ပါအစိုးရနန္ဒရာဆင်အားပေးခဲ့ကြတဲ့တွေအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ အားလုံးပဲနောက်လာမယ့်ဇလန်းတွေမှာပြန်လည်ဆုံတွေ့ကြပါရခင်ဗျာ